ားလုံးပဲမင်္ဂလာပါရှမ်းပြည် channel မှာအပြတ်လဲကျေဆွပါရခင်ဗျာအခုကျွန်တော်ပြောပြပေးမှာကတော့လူတိရန်နေလာတဲ့ဘူတန်နိုင်ငံအကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဘူတန်နိုင်ငံလည်းပတ်တယ်လို့အအောင်ပေါ်ရာအချက်လက်တွေစိတ်ဝင်စားစရာအချက်လက်အများကြီးရှိပါတယ်အဲ့ဒါတွေကဘာတွေလဲဆိုတော့ကျွန်တော်နဲ့အတူလာကြည့်ကြရအောင်ပါဘူတန်နိုင်ငံအကြောင်းနဲ့ပတ်သက်ပြီး အံဖွယ်အချက်ဆက်ချက်ရှိပါတယ်။နံပါတ်၁ကတော့ကမ္ဘာပုံဖြုံမှုအနေဆုံးဇင်ကနေစံချိန်တင်လွှင့်မြောက်လာခြင်း။၂၀23ခုနှစ်ဒီဇင်ဘာလမှာဘူတန်နိုင်ငံဟာကမ္ဘာကုလသမဂ္ဂရဲ့ပုံဖြုံမှုအနေဆုံးနိုင်ငံများ Arab City ဇင်ကနေအောင်မြင်စွာရုံထက်လာနိုင်ခဲ့ပါတယ်။1983ခုနှစ်ကတည်းကဒီဇင်ဘာနှစ်ပေါင်း50ကျော်ပါဝင်ခဲ့ရတဲ့ တန်တက်ကတော့ဒါဟာသမိုင်းဝင်အောင်မြင်မှုတရားပဲဖြစ်ပါတယ်။အန်ပန်နေပြောရှင်မှုပေါ်တိကျထားတဲ့ GNH မော်ဒာအချမ်းရင်းတွေက GDP စုစုပေါင်းပြည်တွင်းတော့ကိုတိုင်းတာတဲ့ကဘူတန်ကတော့ GNH လို့ခေါ်တယ်။နိုင်ငံသားများရဲ့ပြောရှင်မှုငင်ကိန်း Cross National Happiness ကိုအဓိကထားတိုင်းတာပါတယ်။စီပွားရေး ပါဝင်ခြင်းယဉ်ကျေးမှုအုပ်ချုပ်ရေးနဲ့ကြမ်းမာရေးစတဲ့အချက်တွေကိုချိန်ညှိပြီးဖုံးဖြိုးထုတ်တဲ့အောင်လှုပ်ဆောင်နေတာပါနံပါတ်3ကမ္ဘာတစ်ခုတည်းသောကာဗွန်ရှော့ထုတ်လုပ်နိုင်တဲ့နိုင်ငံကာဗွန်နေဂတီဘူတန်ဟာသူ့နိုင်ငံကထုတ်လုပ်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ထဲသူ့ရဲ့ကျပြတဲ့ဒေသတွေကဘုံဘုံဆုပ်ယူပေးနိုင်တာကြောင့် ကဘာပေါ်မှာကာဗွန်ချော့ထုံနိုင်တဲ့တကူတဲ့သောနိုင်ငံအဖြစ်ရပ်တည်နေပါတယ်။နိုင်ငံဧရိယာရဲ့60%ရခိုင်နှုန်းကိုဒေသအဖြစ်အမဲထိန်ထိန်ရမယ်လို့ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ပြဋ္ဌာန်းထားပါတယ်။နံပါတ်၄အန်ဒရီအများဆုံးလေးစိတ်ရှိရှင်ဘူတမရှိတဲ့ပါရိုလီစိတ်ဟာဟိမဝန္တာတောင်တန်းတွေကြမှာတည်ရှိပြီးလေးပြင်းလန်းခြင်းတဲ့ကြောင့် ကမ္ဘာအန္တရာယ်များဆုံးလေဆိပ်တစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်ဒီလေဆိပ်မှာလေရသက်အစင်ကိုအော်တိုမဟုတ်ပဲလက်တွေ့မော်နီယာတဲ့ကြောင့်ကွန်ပျူတာရထားတယ်လေရင်မဟာရှိရောပဲရှိပါတယ်နံပါတ်5ပလတ်စတစ်သုံးဆမှုကိုနေပေါင်များစွာကျူတင်တာမီတာရှင်ဘူတာ1990ပြည်နှစ်ကလေးကပလတ်စတစ်သုံးဆမှုကိုပိတ်ပင်တယ် နိုင်ငံအနေငယ်တဲကတနိုင်ငံပါဒါကြောင့်ဘူတန်နိုင်ငံသူနိုင်ငံသားတွေဟာဈေးဝယ်ထွက်ရင်အဝတ်အိတ်တွေ plastic အိတ်လလာလေးတွေကိုသာတုံးကြပါတယ်နံပါတ်6စီမံခန့်ပြင်စနစ်နဲ့ဒီမိုကရေစီပေါင်းစပ်ကျင့်သုံးခြင်းနှစ်ထောင်ကခုနှစ်အထိဘီအက်ဆက်ကအုပ်ချုပ်ခဲ့ပေမဲ့ပြင်ကြီးကိုယ်တိုင်ဒီမိုကရေစီစနစ်ကို ူပြောင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။အရက်ကောင်းတို့နှံ့စွပြီးဒါတော့ကိုဒီနှလွှဲပေးခဲ့တာဟာတမိုင်းမှာရှာပါတယ်ဖြစ်ရပါ။နံပါတ်9အစင်းမြေခီးတော်လုံးမှကျင့်တုံရှင်။တဘာဝပေါင်းခြင်းနဲ့ယဉ်ကျေးမှုကိုကောက်ွယ်ဖို့အတွက်ဘုဒ္ဓဟာခီးတော်အရေးအတွက်ကိုကတ္တထားပါတယ်။နိုင်ငံခြားသားခီးတော်သူအတွက်တရက်ကိုဒေါ်လာ100ကနေ မြန်မာဆရာတီကောက်ခံပြီးအားလုံးသောစိတ်ဆက်ကတွေပါဝင်ပါတယ်။နံပါတ်၈အင်တာနက်နေကွေးစွာရရှိရှင်ဘုဒ္ဓနိုင်ငံသားတွေအား1999ခုနှစ်ကမှ TV ကိုစတင်မြင်ပုကကြပြီး2003ခုနှစ်ကမှအင်တာနက်နဲ့စတင်တည်ထွင်ခွင့်ရရှိခဲ့ပါတယ်။နံပါတ်9တရိုက်စံတပြတ်မှုကို တာမြစ်သာရှင်ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက်ဘူတန်မှာတရိတ်ဆန်တပြည့်မှုတွေကိုတာမြစ်သာပါတယ်နိုင်ငံသားတွေစတ်တုံးတဲ့အသားတွေကိုအိန္ဒိယကနေတင်သွင်းရတာပါနံပါတ်30အမျိုးသမီးတွေဦးဆောင်တဲ့လူပေါင်းဘူတန်ဟာအမျိုးသမီးတွေဦးဆောင်တဲ့လူပေါင်းတစ်ခုဖြစ်ပါတယ်အိန္ဒိယအစည်းအဝေးကအမျိုးသမီးတွေကဦးဆောင်လို့ရှိပြီး မွေစက္ကန့်ခွဲမှာလဲအကြီးဆုံးသမီးတွေကစက္ကန့်လေးရှိပါတယ်။အိမ်တော်ပြုပြင်းရင်လဲယောက်ျားကမိမရဲ့အိမ်မှာလိုက်နေရတာမျိုးတွေရှိပါတယ်။ဒီအချက်တကြောင်ဘူတန်နိုင်ငံရဲ့လေဟာကမ္ဘာကြီးအတွက်စံနမူနာတရားအဖြစ်ယက်တည်နေပါတယ်။စီးပွားရေးထက်တမှုတကူတဲကူတာမျက်ရှင်မပြတ်ပဲလူသားတိုင်းစိတ်ဓာတ်ပန်ဆိုင်ရာပျော်ရွှင်မှုနဲ့ တဘာဝပေါဝင်ခြင်းထိမ့်သိမ့်ရေကိုပါဟန်ချက်ငင်ကြီးလှုပ်ဆောင်နေတယ်ဆိုတော့ကိုသက်တည်ပြနေပါတယ်